ဆယ်ရီတာတမန်တွေစောက်တာဟာဘယ်သူတွေအကျိုးရှိလဲဆိုရတဲ့အကျိုးရှိလားပြည်သူတွေအကျိုးရှိလားဒီအကျိုးတွေဟာပြည်တွင်းဝင်လာလားအပြင်ထွက်သွားလားဒီအကြောင်းတွေကျွန်တော်ဆွေးနွေးနေတာဖြစ်ပါတယ်အဲ့တော့ပြည်သူတွေကလည်းဆွေးနွေးမဲ့လူတွေရှင်ဆွေးနွေးလို့ရပါတယ်ဒီဘက်မှာတယောက်လက်ထောင်လာပါတယ်ကမ္ဘာသိပ်ပံမဂဇင်းကဘူမိသိပ်ပံပညာရှင်တယောက်ကဘာပြောလဲဆိုတော့ကမ္ဘာပေါ်မှာအကြီးမားဆုံးဆယ်200ရောက်တေချာစနစ်တကျမှတ်တမ်းကောက်ယူလေ့လာလိုက်တဲ့အခါမှာဆယ်ကြောင့်အကျိုးအမြတ်ရှိတယ်လို့ပြောရင် လိမ့်တာတို့မဟုတ်ယူတာဒီလိုပြောပါကျေးဇူးတင်ပါကျေးဇူးတင်ဆရာဖြည့်လို့ရတာဒါလည်းနဲ့ပတ်သက်ဘယ်တော့ဆုံးရှုံးသွားမလဲကျွန်တော်တို့ခုနတန်ဖိုးရှိလာတဲ့ကဘာမှာရှားပါတဲ့အဲဆောက်တယ်ဆိုရင်ဟာမှာဘာကြောင့်ဆောက်လဲဘယ်ညမှာဆောက်လဲအဲ့ဒါကြီးပါအရေးကြီးပါတယ်ဘယ်ညမှာဆောက်လဲဆိုတော့ဆိုတော့မြေဆုံဆိုတော့မြေဆုံဆိုရင် ကျွန်တော် ဟောဒီဆယ်ဆယ်နဲ့ပတ်သက်ပြီးတော့ဟိုအတွေ့အကြုံရှိလောက်ပြောလို့ရှိရင်လုံးဝမဆောက်တဲ့ဆယ်လို့ပြောလို့ပါဘာလို့ဆိုတော့ဒီကချင်းလေးရဲ့အဲရိုးရာရင်ကျင်းမှုဖြစ်တဲ့သူတို့အမွေနှစ်ကိုလုံးဝမြုပ်သွားတဲ့အမျိုးအဲ့မျိုးရင်းစားကြံတို့ပြန်ပြီးတော့ရော်ပြလို့မရဘူးမျိုးသားရဲ့အမှတ်လက်ကမျိုးသားရဲ့အမှတ်လက်ကလုံးဝပျောက်သွားမှာနောက်တစ်ခုကဆယ်ကမြစ်ကြီးနားအထက်မိုင်28မိုင်လောက်အကွာမှာရှိတာပါဆယ်ကအမြင်ကြီးပါအဲ့ဆယ်မတော်စကျိုးသွားပြီဆိုလို့ရှင်တော့မြစ်ကြီးနားကလူ3သိန်းလောက်က သူတို့ဖျားတိုက်ကြရနိုင်မှာမဟုတ်ပါဘူး။အဲ့ဒါငလင်းလောက်လိုက်လို့အဲ့ဒါကိုဆရာကိုကျွန်တော်ဆရာနဲ့ဟိုကျွန်တော်တစ်ချက်မေးချင်တာဆရာဆယ်ဒီမှာဒိုမီနို theory ဆိုတာရှိပါတယ်ဆရာ။ဟုတ်ကဲ့။အဲ့ဒိုမီနို theory မှာသူတို့ရဲ့ဆယ်တစ်ခုနဲ့တစ်ခုရဲ့အကွာဝေးသည်မိုင်60အနည်းဆုံးဝေးရတယ်။ဒါပေမဲ့အခုကျွန်တော်တို့မြစ်ဆုံရဲ့အထက်မှာစောက်ထားတဲ့ဆယ်ခုနှစ်ခုကမိုင်60တကယ်မဝေးခဲ့ဘူးဆရာ။ဘာဖြစ်လို့အစိုးရမသိတာတာဝန်ရှိတဲ့လူတွေဘာလို့မသိတာဆယ်တစ်ခုနဲ့တစ်ခုမိုင်60ကွာမယ်ဆိုတော့ဘာလို့မကွာဘဲနဲ့စောက်နေလဲ။ဒါလေးဆရာမေးဖို့အဲ့ဒါဒီလိုရှိပါတယ်။ကျွန်တော်တို့က တတ်ပါတီအနေနဲ့တားဆီးပိုင်ခွင့်မရှိဘူးကျွန်တော်တို့ကဒီထောက်ပြပိုင်ခွင့်မရှိဘူးကိုတွေးရှိချက်ပဲထောက်ပြကိုတွေးတွေးရှိချက်ပဲဆုံးဖြတ်ပိုင်ခွင့်ရှိသူကဆုံးဖြတ်ပိုင်ခွင့်ရှိသူက government နဲ့ CBI နဲ့ပဲဖြစ်တယ်ကျေးဇူးတင်ပါတယ်ဆရာဟိုရခင်တော့လို့ပေါ့နော်ဒီတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လောက်ကြတဲ့နေရာမှာအရင်တော့လို့ one way သွားလို့တော့မရတော့ပေါ့နော်ဥပဒေရေးရရတော့လကောင်းလူမှုရေးရလူအပ်ချက်ကြရတော့လကောင်းဒီလိုလောက်ကင်ကြတဲ့နေရာမှာခုနပြောသလိုဒီပြည်ရင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ကင်မဲ့သူတွေကကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်လို့အဆိုပြုလာကိုတင်သွင်းတဲ့အခါမှာမြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုဘာနဲ့အတူတွဲပြီးတော့တင်ရလဲဆိုလို့ရှိရင်ပတ်ဝန်းကျင်ဆိုင်ရာနဲ့လူမှုစီးပွားဆိုင်ရာထိခိုက်နှိမ့်နာမှုစမ်းစစ်ချက်ဆိုတဲ့ report နဲ့တွဲပြီးတော့တင်ရပါတယ်။အဲ့လိုတင်ပြီးတဲ့အခါမှာဒီ report ကိုမြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေပြီးတော့မှပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့တည်တော်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကိုဒီ report ကြီးကိုပေးလိုက်ပါတယ်။ ဘဝင်းကျင်ထိန်းသိမ်းဦးစီးဌာနအောက်မှာရှိတဲ့ပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းပြီးတော့မှသဘောထားမှတ်ချက်လေးကိုမြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုပြန်ပို့ပါတယ်။ပို့ပြီးတော့မှတိုင်းမြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ကသဘောထားမှတ်ချက်ပေါ်မှာမူတည်ပြီးတော့ဒီလုပ်ငန်းကလုံးတင်တယ်မလုံးတင်ဘူးဆိုတာကိုမြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ကဒီပဝင်းကျင်ရှင်းလုပ်ပေးပါတယ်။ပဝင်းကျင်ထိန်းသိမ်းဌာနကဒီအစိုးရခန်းစားတွေပြန်ပို့ရတယ်ဆိုတော့သူတို့ကဘယ်လောက်တမတမကြရတယ်အဲ့တော့ဒီဒီဝန်ကြီးဌာနဖွဲ့စည်းထားတဲ့ဖွဲ့စည်းအောက်မှာသူကဒီခုနပြောလို့ ဒီပညာရှင်ပေါင်းစုံနဲ့ဖွဲ့စည်းထားတယ်ဆိုတော့ဒါကတော့ဟိုအတိုင်းအတာတစ်ခုထီတော့ယုံကြည်မှုရှိနိုင်တဲ့ဖွဲ့စည်းတစ်ခုဝင်လေမရသူတို့ကတကယ်တိုင်းပြည်နဲ့လူလူမျက်နှာကြည့်ပါမလားကျွန်တော်ကတော့ယုံကြည်ပါတယ်ဒါတိုင်းပြည်အတွက်အားလုံးကောင်းဖို့အတွက်လှုပ်ချင်တယ်ဆိုတော့လူဆန္ဒကတော့အားလုံးမှာရှိပါတယ်တခြားကိုအိန္ဒိချင်းနိုင်ငံတွေလိုမျိုးကိုတိုင်းပြည်ကိုတိုးတက်ချင်တယ်ဆိုတော့ဒီခုနပြောတဲ့အဲ ခံယူချက်တွေကလူတိုင်းကိုယ်စီမှာရှိပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အဲ့တော့လင်းလင်းဖြစ်ပြောပြရစီစီမံရေးတခုပြီးလို့ရှိရင်ဆယ်စီမံရေးဆိုတော့ဘယ်လိုသူလွတ်လုံနေတယ်ဘယ်လိုဟာတွေဖြစ်လာလဲဆိုတော့ပုံမှန်လင်းလင်းပြည်သူကိုချပြအောင်သူသူဒီဌာနဆိုင်ရာနဲ့တိတ်မထားဘဲနဲ့အဲဒီသက်ဆိုင်ရာအာဏာပိုင်တွေမှာတိတ်မထားဘဲနဲ့အကုန်လုံးချကြအောင်အဲ့ချတာရေးရေးကြည့်မှန်တယ်မှားတယ်ဟိုသူတို့လောက်တာကိုပြတဲ့ report ကိုကျွန်내ပညာရှင်တွေနဲ့ဒီတိုင်းပြည်လုံးအောင်ရှိတဲ့ဘယ်သူဖြစ်ဝမ်ဘရော့ဝေဖန်နိုင်ပါလဲ အဲ့ဒီမှာမေးနေပါတယ်ဆရာပြောတာတန်းပြည်လုံးကဘသူဖြစ်ဖြစ်လို့ပြောရနော်ဘာလို့ဆိုတော့ဒီပတ်ဝန်းကျင်စီမံရေးပတ်ဝန်းကျင်ကဒေသခံတွေပြည်သူတွေတချို့ကဒီလိုအစိုးရခန်းစားတွေထွက်လာတယ်ရော့ဖတ်ပါလို့ပြတော့သူတို့အတွက်အကျိုးရှိလားအကျိုးမရှိလားသူတို့နားမလဲတချို့ကအဲ့ဒါကိုဘသူကလုတ်ပြရမလို့ပြည်သူဘက်ကသူတို့ဘက်ကယက်တိမဲ့ပညာရှင်တွေကလုတ်ပြရမှာဘသူလုတ်ကိုစမ်းကိစ္စလို့လုတ်မှာဘသူလုတ်ဒီအစိုးရခန်းစားတွေကထွက်လာပြီအများတော်အဖြစ်ဥပမာမြင့်ဆုံကလည်းသူကဒီတဘာမပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ချက်နဲ့လူဟာလူပြည်သူလူထုထိခိုက်မှုဆန်းစစ်ချက်တွေရှိပါတယ်ဒါပေမဲ့အဲ့ဒီဟာကဒီနေ့အထိဖွင့်ပြတာမရှိသေးဘူးပေါ့နော်တကယ်တမ်းဆုံးဖြတ်ချက်ပညာရှင်တွေကတော့ရင်းနှီးမြှုပ်နှံမှုကော်မရှင်တင်ပြလိုက်ဘယ်လိုပဲတင်ပြတင်ပြ ဆုံးဖြတ်ချက်ချတဲ့လူကရင်းနှီးမြှုပ်နှံမှုကော်မရှင်ပဲ။ तू ကဆိုးတယ်ဖြည့်ဖြည့်ကောင်းတယ်ဖြည့်သူချရှင်တာချမှာပဲ။အဲ့ဒါကျွန်တော်မေးတာလေဘယ်တော့တမာတမတ်ကြမလဲ။ဒါမျိုးမျက်နှာကြည့်လား။ပါဝါအရကြတော့ဒီနေ့ဆွေးနွေးနေတာဒီအကျိုးတွေကဘယ်ရောက်လဲ။တကယ်ဘယ်သူခံစားရလဲ။ရင်းနှီးမြှုပ်ကော်မရှင်ဆိုတာတကယ်ပါဝါရှိတဲ့လူကြီးတွေလေ။ဆိုတော့အောက်ကပညာရှင်ဆိုတာကကျွန်တော်ပြောမယ်ပညာရှင်ရဲ့ role ဟာအဲ့လိုတရားနဲပါလေ။ပညာရှင်ကဘယ်လိုပဲတင်ပြတင်ပြအပေါ်ကလူကနေပြီးဒါလေးလုပ်ပေးပါဆိုရင်ကတော့စံနိုင်မဲ့လူရှိနိုင်မလားဆရာမအဲ့ဒါပြောတာလေ ိုကဒါလေးလုတ်ပေးပါဆိုဒီပညာရှင်ကလွန်ဆန်လို့ရပါမလားဆရာဦးချိုချိုပညာရှင်ကလွန်ဆန်လို့ရပါမလားဒီကွာဒါလေးဖြစ်အောင်လုပ်လိုက်ပါပညာရှင်တယောက်တည်းတော့လွန်ဆန်လို့မရပါဘူးဒါမဲ့ပညာရှင်တွေကအမှန်ကန်ကိုပြည်သူကိုချပြဖို့လိုတယ်အခုချပြနေပြီလားကိုဆိုင်းရေးဆိုင်အခုချပြနေပြီအခုမတွေ့ရသေးဥမာကျွန်တော်မြစ်ဆုံရေကတာ EIA လုတ်တဲ့အဖွဲ့ဘေကျင်းမှာရှိတယ်ကျွန်တော်တွေ့တယ်သူတလုံးမှမပြော အဲ့ဒါတော့ကျွန်တော်ကျွန်တော်နည်းနည်းဖြည့်ဆွက်ပြောချင်ပါအဲ့ဒီမှာကကျွန်တော်တို့မြစ်ဆုံ report ဒီ EIA စပြီးတော့ဖြစ်လာတဲ့ခါမှာကျွန်တော်တို့ကအစတုန်းက banker banker ရဲ့အောက်မှာကျွန်တော်တို့က biodiversity လုပ်ရပါတယ်အဲ့လိုလုပ်လာတဲ့အချိန်မှာကျွန်တော်တို့ဒီ EIA ကိုစလုပ်တော့မယ်ဆိုတဲ့အချိန်မှာတရုတ်ပညာရှင်တွေနဲ့ကျွန်တော်တို့တွေ့ရပါတယ်သူတို့ကဘယ်လိုပေးလဲဆိုကျွန်တော်တို့ data ပဲပေး data ပဲကောက်ပြီးအဲ့တော့ data ပဲကောက်ပြီးကျွန်တော်တို့မလုပ်ဘူးကျွန်တော်တို့ report တင်ရမှာကျွန်တော်တို့ comment ပေးရမှာကျွန်တော်တို့လုပ်မယ်လို့သူတို့နဲ့ညှိလိုက်တဲ့ခါမှာ အဲ့တော့တရုတ်ကလည်းတရုတ် report တင်ဗမာကလည်းဗမာ report တင်ဆိုပြီးတော့အဲ့လိုလှုပ်လိုက်တယ်လှုပ်လိုက်တဲ့အခါမှာသူတိုးတော့နောက်ပိုင်းမှာကြားရတဲ့အခါဗမာ report ကိုခောက်ထားပြီးတော့တရုတ် report နဲ့လှုပ်သွားတယ်ဆိုတော့ဒါကကျွန်တော်ဟိုတရုတ်ဘက်မှာလှုပ်တာကိုပြောတာပြောတာအဲ့တော့ဘန်ကာ report မှာတော့မှလှုပ်လို့ရတယ်ဆိုတဲ့သဘောမျိုးလှုပ်လို့ရတယ်ဆိုတော့ကျွန်တော် alternative နဲ့လှုပ်ခိုင်းတာ ဒီနေရာတော့မဟုတ်ဒီနေရာတော့မဟုတ်ဒီတဲ့အနေကင်းတဲ့နေရာအနေကင်းတဲ့နေရာဒါဆိုရင်အဲ့နေရာကိုလုံးမယ်မလုံးသင့်ဘူးလို့တင်ပြခဲ့တာကရှိပါသလားခင်ဗျာမလုံးသင့်ဘူးလို့တင်ပြခဲ့တာဆိုတော့ကျွန်တော်တို့ကမလုံးသင့်ဘူးတော့တင်ပြတာမဟုတ်ကျွန်တော်တို့က downstream impact ကိုလုတ်ပါ downstream impact ဆိုတာမြေဆုံရင်အောက်ဖက်ဟို area တွေအထိအဲ့ဒါ impact တွေဘာတွေရှိမလဲအဲ့လို impact တွေ downstream impact လုတ်ပါဆိုတော့ CBN က downstream impact အတွက်ဘာချက်မရှိဘူးဆိုပြီးတော့ပြောထားတယ်ကျွန်တော်တို့ကအဲ့ downstream impact လုတ်ပြီးမှ မြင့်ဆုံလောက်တာလက်ခံနိုင်မယ်လို့ကျွန်တော်တင်ထားတာကိုဆိုင်းကစားပြီးဘန်ကန်နဲ့ပတ်သက်ပြီးတော့ထပ်ဖြည့်လို့ရတာသိထားတာရှင်း EIA ဆိုရင်ဘာ technique ဘာအာဘလို့ဤပညာနဲ့ကောက်လဲပေါ့နောက်ပြီးတော့လူထုလူထုအတွက်ဘလောက်ပါဝင်လဲဥမာထိခိုက်နေတဲ့လူထုတွေသူ့ရဲ့ဒီအာလေယာမြေကစသူ့ရဲ့မြေအိမ်မြေကစသူ့ရဲ့ချမ်းမာရေနောက်အမျိုးသမီးကလေးကစအာခုနရှာပြောတဲ့ဒီမြင့်အောင်ပိုင်းမောမြင့်အပေါ်ပိုင်းမောနောက်ပြီးတော့ကျွန်တော်တို့ရည်အရင်မြင့် နောက်ထပ်နှစ်900ဆိုရင်ကျွန်တော်တို့ရေရင့်မြစ်အဲ့လိုမျိုးဆောက်လိုက်လို့ရှိရင်ဘယ်လိုဖြစ်သွားမလဲဒီရေရင့်မြစ်ကတရုတ်အတွက်ပဲလားဒါမှမဟုတ်ရင်နောက်ထပ်2900လောက်ပြောတယ်ဒါကတကယ်နောက်2900ခံမမလားခံမမလားပေါ့နော်အဲအဲ့လာကိုကျွန်တော်ကြည့်မယ်လက်တလို့ကျွန်တော်တို့အာ contract ဒီ contract ဆိုင်လာတော့မှလက်မှတ်ထိုးလာတော့မှကျွန်တော်တို့ရှုံးနေပြီဘာဖြစ်လဲဆိုတော့ okay နောက်ထပ်နှစ်တရာခံနေဆိုပါစို့ဒီမြစ်ဆုံကြီးကဆောက်ဖြစ်မယ်ဆိုလို့ရှိရင်ထပ်မွမ်းမှန်မယ်ဆိုလို့ရှိရင်ဘယ်ကနေငွေတွက်ယူမလဲ ငကူကကျွန်တော်တို့ယူထားတဲ့ငွေကအတူပေးရတဲ့ချင်းငွေလားဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီဟာကဘယ်အချိန်ပြဆက်ရမလဲဆိုတဲ့ဟာက ကျွန်တော်တို့မှတဆင့်ချင်းစီကျွန်တော်တို့မှမရှိခဲ့ဘူး။ Now contract sign ဥမာကျွန်တော်တို့တခြားရေကတာတွေဆိုပါစို့ဥမာတနင်္လာရီမြစ်ပေါ်ကဥမာဥအဲ့ဒီမှာထဝယ်ကသူက3000ထွက်မယ်။တဆန်းက9000ထွက်မယ်။အာလွန်ခဲ့တဲ့ဒီမတ်လရဲ့ဂျွန်လတုန်းကဒီထိုင်းဝန်ကြီးဌာနဝန်ကြီးက မြန်မာနိုင်ငံကိုလာခဲ့တယ်မြန်မာနိုင်ငံလက်ရှိဝင်ကြီးဌာနနဲ့တွေ့တယ်အဲ့ဒီမှာသူတတောင်းဝယ်ဖို့သူကအာဟောစာပြင်ဆင်နေပြီဒါတော့သူများကသူများဒီသူများနိုင်ငံမှာရေကတာဘာကြောင့်မဆောက်ရတာလဲဘာကြောင့်မဆောက်နိုင်တာလဲသူများနိုင်ငံကထိုင်းနိုင်ငံကတရုတ်နိုင်ငံကသူတို့ရဲ့အနာဂတ်လက်စစ်တာလိုအပ်ချက်တော့ကိုဗမာပြည်လာပြီးတော့အခြေဆက်ပြီးလှုပ်ရှားနေတယ်ဝယ်နေတယ်စီမံကိန်းတွေလုပ်တယ်ကျွန်တော်တို့မြန်မာအစိုးရရောအဲ့လိုဘာလုပ်နေလဲအခုတိုင်းပြည်ရဲ့လေးပုံတပုံမဲ့လက်စစ်တာရသေးတယ် စက်မှုဇုံတွေမှာဆိုရင်ကို generator နဲ့ကိုအလုပ်လုပ်နေရတာဒါတွေကဘာကြောင့်ဖြစ်နေတာကိုဒီလျှက်စစ်မီဂါဝတ်ရနိုင်တဲ့ပါဝါအတိအကျနဲ့တိုင်းပြည်လိုအပ်ချက်နဲ့ကျွန်တော်နည်းနည်းတွက်ပြခြင်းမြေဆုံမှာဒန်ခုနှစ်ခုလုံးမယ်ပေါ့နော်ဒန်ခုနှစ်ခုလုံးမယ်ဆိုတော့မြေဆုံမှာရမယ်ပမာဏက10%ပဲရမှာကျွန်တော်တို့နိုင်ငံ10%ဆိုရင်1650မီဂါဝတ်ပဲရကျွန်တော်တို့နိုင်ငံဒါခုနှစ်ခုလုံးမှာနောက်တစ်ခုကတန်လွင်မှာခုနှစ်ခုလုံးမယ်တန်လွင်က15%ရမှာကျွန်တော်တို့နိုင်ငံဒါတွေကပြည်သူတွေကိုချပြတာမဟုတ်ကျွန်တော်နိုင်ငံသား အဲပေပါတွေကနေကျွန်တော်အဲ့ဒီပမာဏတွေကခြေနဲ့လောက်တဲ့ပမာဏခြေနဲ့လောက်တဲ့ပမာဏတွေမဟုတ်ဘူးကျွန်တော်ကျွန်တော်ပြောတော့ခဏလေးနားထောင်ပြပါနော်အဲ့ဒါက15ရာခိုင်နှုန်းဆိုရင်3000နဲ့39မဂါဝက်ပဲကျွန်တော်တို့ရတယ်အဲ့တော့ကျွန်တော်တို့တရက်စစ်ဝင်ကြီးရဲ့ပြောစကားအရကျွန်တော်တို့တနိုင်ငံလုံးမီလင်းဖို့ဆိုရင်မဂါဝက်14000လောက်လို့ပဲရရှိတဲ့ပမာဏ3000နဲ့39မှာကျွန်တော်တို့မှ4000ကရှိပြီးသားအဲ့တော့ကျွန်တော်တို့1000ပြည့်မြင်အောင်စူးစမ်း ဲ့လိုစ조사ရမယ်ကမှာတပေါင်းကိုဘယ်လိုလုပ်ပြည့်မိမယ်ကျွန်တော်တို့3000နဲ့39ပဲရသေးတယ်လीအဲ့ဒါဆိုရင်ကျွန်တော်တို့ကျန်တဲ့ alternative energy source ကကျွန်တော်တို့ဘယ်မှာသွားရှာသူများအပြစ်ပြောတာတော့မဟုတ်ပါဘူးပြီးခဲ့တဲ့လက်ရှိဝန်ကြီးကဆိုရင်ပို့လို့ရောင်းရပါတယ်ဆိုပြီးပြောခဲ့တာမျိုးရှိတယ်တကယ်တမ်းဆက်တွက်ပြတဲ့ခါကျတော့ကျွန်တော်တို့က1000မှပြည့်သေးဘူး1400တောင်လောက်လို့နေတာအဲ့ဒါတွေကိုပြောတာပါကျွန်တော်တို့ဟိုပေါ့ facts and figure နဲ့ကျွန်တော်တို့တွက်ကိုကြည့်ရမယ်လीအဲ့ဒီမြေဆုံက9ခုကိုမလုပ်ဖဲနဲ့ကျွန်တော်တို့တန်လွင်မြေပေါ်မှာဒါဆန်းရေကာတာရှိမယ်ဟတ်ကြီးရေကာတာရှိမယ်အဲ့ဒါကိုနိုင်ငံခြား investment မယူဘဲနဲ့ ကျွန်တော်တို့အောင်မှာကမ္ဘာဘဏ်အတော့လောက်အောင်เนาะကျန်တဲ့ Asia Development Bank အတော့ကိုဆိုင်ခေဆိုင်တာဒါအပြည့်သဘောတူမယ်မထင်ဘူးတန်လင်းမှာသွားလှုပ်လို့လဲအရင်တော့ကကပပမှာကျွန်တော်တို့6000လောက်အကျွေးတင်ပြီးအခုဆိုလို့ရှိရင်9000လောက်ဟုတ်ပါပြီဟုတ်ပါပြီကျွန်တော်ကဟိုဒါပေမဲ့သဘောကိုပြောပြတာအကယ်၍ကျွန်တော် investment ကိုလိုချင်တဲ့ပမာဏခွဲဝေလို့ရလို့ဖိတ်ခေါ်တယ်ပဲထူပါဆိုတော့အဲကျွန်တော်ကတွက်ပြရုံတက်တက်လိုချင်တဲ့ပမာဏဆိုဆရာဘယ်လောက်ပြတော့တဝက်လောက်လိုချင်တာလားကျွန်တော်က60ရာခိုင်နှုန်းတော့ဗီယက်နမ်တို့ဘာလို့မှကျွန်တော်40 45ရာခိုင်နှုန်းရတယ် ကျွန်တော်နိုင်ငံဘာလို့မရလဲဘာလို့မရဆရာဖြေပြီးပါဘာလို့မရအဲ့ဒါတော့အဲ့ဒါတော့ကျွန်တော်ကအစိုးရမဟုတ်ဘူးတရားရအောင်များယူနေလားဆရာဆရာဦးရှင်အဲ့တော့ကျွန်တော်တရားရအောင်များယူနေတယ်ကျွန်တော်တွက်ပြရဆရာမစိုးဘူးပွဲစားလားအေဂျင့်လားဘယ်သူလဲတရားရအောင်ယူနေလားမပြောတော့ပါဘူးကျွန်တော်တို့ဟိုဒီဆရာဘာလို့မပြောတတ်တာလဲဟိုဟိုးစာကိုကျွန်တော်ပြောရင်တော့ဗမာညီမလောဆယ်ရှက်စတာထုတ်နော်2900ရှိပါတယ်ဒီရေအားနဲ့ထုတ်နော်ဒီလောဆယ်အဲအသုံးပြုတာ၄00လောက်ရှိပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒါကြောင့်မို့မီးမလောက်ဘူးဖြစ်နေဟုတ်ကဲ့ဒါပေမဲ့ ူတို့ကျွန်တော်ရတဲ့ဟို information ကိုကြုံလုံးကိုပြောရင်တော့30 30တကြိမ်သူတို့2400လောက်ထုတ်ချင်တယ်လို့ပြောပါတယ်ကျွန်တော်တို့နိုင်ငံမှာဒီ megawatt 3000လောက်ကြီးထုတ်နေတဲ့ potential ရှိရဆိုတော့အရင်ကုလသမဂ္ဂအစီအစဉ်ကတော့မှန်းခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီထက်မှာပိုပြီးတော့ identify ဆိုတော့ဒေတာစစ်စစ်ပြီးတော့လုပ်ထားတဲ့ဘယ် project က block ထားမှာလဲအဲ့လိုအကြမ်းရဲ့အရင်ဆုံးရှေးဦးမှန်းတဲ့အရာဆိုရင်ကျွန်တော်တို့၄000လောက်ရှိပါတယ်၄000လောက်ရှိတဲ့ခါကျကျွန်တော်တို့2030 မှာလိုမှာ2000လောက်မလို့4000လောက်ဆိုတော့ကျွန်တော်ကပို့နေသေးတယ်။ဒါဆရာအပြင်လုံးဝမပေးမှရမှာနော်။ပြင်ဝင်ပို့လုံးဝမပေးမှရမှာ။သို့တော့ပုံစံတန်းဆိုစီမံကိန်းတွေရဲ့90%ခန့်တော့အပြင်ကိုပို့မှာ။ဟုတ်တယ်။အဲ့ကြကျွန်တော်တို့ကအခုခေတ်အရာဆိုလို့ရှင်တော့မြစ်ကြီးတွေပေါ်မှာဆယ်ဆောက်တော့လုံးဝကန့်ကွက်ပါတယ်။ဖြစ်နေရဲ့ပြည်ကြီးတွေကမလုပ်ပါနဲ့မင်းဒီသူ့ရဲ့လက်တက်တွေမှာလုပ်ရင်လို့ပြည်ပကိုရောင်းဖို့အတွက်ပိုက်ဆံလုပ်ရင်လို့ရောင်းလို့ဆိုလို့ကျွန်တော် တဘာဝပေါင်ရင်ဘလောက်ပြတ်သွားပြီးမှရောင်းအောင်လုပ်ကြပါကျွန်တော်ဆက်ဆွေးနေပါမယ်ဆရာအဲတဘာဝပေါင်ရင်ထိခိုက်ပျက်စီးရကြောင်းကျွန်တော်ဆက်ဆွေးနေပါအခုတော့ပြင်ပနေပြီးတော့ဒီဒီပိတ်နဲ့ပတ်သက်ဝင်ဆွေးနေတဲ့ဆွေးနေချက်တွေကိုလည်းကြည့်ကြပါအောင်ဗျာလူခွင့်ယူလေသာလိုက်နာတဲ့ရင်းနှီးမြုံနှံမှုမျိုးဆိုကျွန်တော်တို့ကြိုးဆိုပါတယ်တစ်ဖက်ကဟိုဟိုဖွံ့ဖြိုးတိုးတက်မှုဆိုပြီးတော့စီမံကိန်းတွေလုပ်တယ်ဒိုင်နေတီဆောက်တယ်သို့တော်လည်းဖွံ့ဖြိုးတိုးတက်မှုရဲ့နောက်မှာအဲ့ဒေသခံတွေဖြစ်သူတွေရဲ့ အဲဟိုကြားလာတဲ့ဘေးထွက်ဆိုးကျိုးတွေကလည်းအများကြီးကိုကျွန်တော်တို့တွေ့ရတယ်စပြီးရင်းနှီးမြှုပ်နှံမှုလှုပ်တဲ့ကပြည်သူတွေကိုချပြမယ်ဟာဒီကအကျိုးမြတ်ဘယ်လောက်ရမလဲဒီရဲ့ဝင်ငွေအတိုင်းပြည်အတွက်ဘယ်လောက်သုံးမလဲဒေသခံတွေအတွက်ဘယ်လိုအကျိုးရှိမလဲဆိုတဲ့ဟာမျိုးကိုချမှတ်ပြခဲ့တဲ့အတွက်ဒီပြဿနာကြီးကဒီနေ့ဒီဖြစ်နေဆယ်ဆောက်တိုင်းဒီရေအားလျှက်စစ်စီမံကိန်းဆိုတာများသောအားဖြင့်တွဲလာလို့ရှိတယ်အဲ့မဲ့ရန်ကုန်တော်တော်များများကအဲ့ဒီရေရလက်စစီမံကိန်းကိုဆက်ပြီးတော့အကောင့်ထဲမပေါ်နိုင်ဘူး။တချို့ကြီးကြီးမားမားစီမံကိန်းတွေလုပ်နေတယ်။ဒါပေမဲ့လို့ လုံလောက်တဲ့ရစင်မီပမာဏမရတာတွေရတဲ့ဟာလည်းရောင်းစားဖို့ကြိုးစားနေရတယ်ဒါတွေလည်းရှိတယ်။ဘာမှပုံမချင်အထီးကိမ်းမှာဆိုလို့เนาะဒါတွေကိုအာနောင်လောင်လောင်တိုင်းနဲ့မတုံးမဲနဲ့တင်းသားမယ်ဆိုရင်လည်းအခုလက်ရှိကျွန်တော်တို့ရင်ဆိုင်နေရတဲ့ဖွံ့ဖြိုးမှုစိန်ခေါ်မှုတော်တော်များများဟာဒီရရမယ်ဝင်ဝင်နဲ့မဖြစ်ရှင်းနိုင်မယ်နဲ့ဖြစ်တယ် တို့တို့စီမှာဒီ environmental assessment တွေက EIA ရဲ့အဆိုင်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပညာရှင်တွေကဘယ်လောက်ထိသုံးသပ်ထားတာမျိုးရှိတယ်လဲခင်ဗျားတို့ကမှဒီလို dam တွေစောက်လုပ်ခြင်းအားဖြင့်အဲဒီမြင့်တွေပျက်စီးသွားတယ်ပြည်သူလူထုတွေရေခမ်းမှုပြဿနာတွေအခုမြန်မာပြည်မှာဒါတွေကြုံနေရတယ်များသောအားဖြင့်တော့ပြည်သူတွေရတာတော့နည်းပါတယ်ဒီကနေ့ကနိုင်ငံတော်နဲ့ပတ်သက်တဲ့ကုမ္ပဏီတွေပဲအကျိုးမြတ်ရသွားတယ်လို့ကျွန်တော်တို့တော့တော်တော်များများမြင်ပါတယ်